ဒီနေ့ Photoshop ရဲ့ပထမအဆုံးသင်ခန်းစာလေးကိုစပြီးတော့သင်ပါမယ်။ဒီသင်ခန်းစာမှာဘာတွေပါမလဲဆိုတော့လေယာဉ်နဲ့ပတ်သက်တဲ့အကြောင်းတွေကို လက်တွေ့လုပ်ရင်းနဲ့လေ့လာသွားကြမယ်နော်။ပထမအဆုံးပုံတစ်ပုံစပြီးတော့ဖွင့်လိုက်မယ်။ File နဲ့ကနေ Open ိုက်တဲ့ကနေပုံတပုံစပြီးတော့ဖွင့်လိုက်ပါမယ်။အဖန်းကိုနှိမ့်မယ်။ပုံလေးဖွင့်ပြီးပြီဆိုရင်ဒီမှာလေယာဘောက်စ်လေးပုံနေမှာပါ။လေယာဘောက်စ်မှာဒီပုံလေးရဲ့လေယာတစ်ခုပဲရှိပါတယ်။ဒါလေးကိုပိတ်ကြည့်မယ်။တခါတလေကိုယ့်ရဲ့စာမျက်နှာမှာလေယာဘောက်မပေါ်ဘူးဆိုရင် F7 ဆိုတဲ့ key လေးကိုနှိမ့်လိုက်ပါမယ်။ F7 ကိုနှိပ်လိုက်တာနဲ့လေယာဘောင်းစ်လေးပေါ်လာမှာပါပြီးတော့ဒီလေယာလေးဟာမျက်စိမိတ်တာတွေဖွင့်တာတွေလုပ်ဖို့အတွက်ဒီနားလေယာ lock လေးကို ဖြည့်ရပါမယ်ကလစ်နှိပ်လိုက်ရင် lock ပြီးသွားပါပြီဒါဆိုရင် ပိတ်ကြည့်လိုက်မယ်ပုံဖွင့်ကြည့်လိုက်မယ်ဒါလေယာတစ်ခုရှိပြီးလေယာအစ်စ်တစ်ခုထပ်ပွားမယ်ဆိုရင် right ကလေး duplicate လေယာပြန်ဒီမှာလေယာကိုနာမည်ပေးပါမယ် နာမည်ကိုကျွန်မကတော့ auto tone လို့နာမည်ပေးလိုက်မယ်ပြီးရင် okay နှိပ်မယ် auto tone လေယာတစ်ခုရပြီနောက်ထပ်လေယာတစ်ခုထပ်ပြီးတော့ဒီမူရင်းလေယာကိုပဲ right click duplicate လေယာပြီးရင်ဒါလေးကိုတော့ auto contrast လို့နာမည်ပေးပါမယ် လျာနှစ်ခုရှိပြီเนาะနောက်ထပ်တစ်ခုထပ်ပြီးတော့ပေးပါမယ်ကဲလျာ3ခုရသွားပါပြီဒီလျာ3ခုမှာ effect ကလေးတွေတစ်ခုချင်းထည့်ကြည့်ပါမယ်เนาะပထမအဦးဆုံးလျာကို click နှိပ်လိုက်မယ်ပြီးရင် image ထဲကနေ auto tone ကို click ပါမယ် ဒါအော်တိုထုံးရဲ့လျာလေးပါ အော်တိုထုံးထည့်ထားတဲ့ဟာလေးကိုမျက်စိမိတ်ကြည့်လိုက်ရင်ပုံလေးရတော့တိတ်ပြီးတော့မတိတာဘူးပြီးရင်ကျွန်မနောက်တစ်ပုံထပ်ပြီးတော့ရှင်းပြပါမယ်နော်ကဲဒါဆိုရင်ဒီဒီဟာကို effect တစ်ခုထည့်ပြီးပြီဆိုရင်ပိတ်လိုက်မယ်ဒုတိယလျာကို ရွေးပါမယ် auto contrast image တဲ့ကနေ auto contrast ဆိုတာလေးကို click လိုက်ပါမယ်ပိတ်ကြည့်မယ်ဖွင့်ကြည့်မယ်ကဲတိတ်တော့မတိတာသေးပါဘူးပိတ်ကြည့်မယ် တတိယလေယာအော်တိုကာလာကိုရွေးပါမယ်နော်။ကဲဒါဆိုရင်အော်တိုကာလာပိတ်ကြည့်မယ်။ခွင့်ကြည့်မယ်။ကဲဒီပုံထဲကတိတ်မတိတာဘူးဆိုတော့ကျွန်မနောက်ထပ်တစ်ပုံထပ်ပြီးတော့ရွေးလိုက်မယ်။ find open တဲ့ကကဲကျွန်မကဒီပုံလေးကိုရွေးလိုက်ပါမယ်။ဒီပုံလေးကိုရေးပြီးတော့ခုနလိုပဲလေယာ၃ခုပွားမယ်။ ပြီးရင်နောက်လက်လျာတစ်ခုထပ်ပြီးတော့ပွားပါမယ်ပြီးတော့ရင်နောက်လျာတစ်ခုထပ်ပြီးတော့ပွားပါမယ်ကဲဒါဆိုရင်စုစုပေါင်းလေးရာ၄ခုရှိပါတယ်။ Auto Tone လေးရာကို click မယ်။ပြီးရင် Image တက်တဲ့က Auto Tone ဆိုတာလေးကို click ကြည့်လိုက်ပါမယ်။ ကဲပုံရောင်လေးရပြောင်းလဲသွားပါပြီ။ဒါကအော်တိုထုံးထည့်ထားတဲ့ပုံလေးပါ။သူ့ကိုမျက်စိပိတ်ကြည့်လိုက်မယ်။မျက်စိပိတ်လိုက်ရင်ဒီလျာလေးကအလုံးမလုံးတော့ပါဘူးခုဒုတိယလျာအလုံးလုံးနေပါတယ်ဒုတိယလျာကဘာအဖက်မှမထည့်ထားတဲ့အတွက် original ပုံလေးပါဒါလေးကို slant လုပ်မယ် ပြီးရင် image တဲက auto contrast ကို click ပါမယ်။ဒါက auto contrast ထည့်ထားတဲ့ပုံလေးပါ။မျက်စိမိတ်လိုက်မယ်။ဒါဆိုရင် သူကအလုံးမလုပ်တော့ပါဘူးနော်။ခု auto color ကို click မယ်။ image တဲက auto color ကို click လိုက်ပါမယ်။ဒါက auto color ပါ။ပိတ်ကြည့်လိုက်မယ်။ဒါက original ပါ။မျက်စိပိတ်ထားပြီဆိုရင်လျှာတွေကအလုံးမလုပ်ပါဘူးနော်။ ခုမျက်စိပွင့်နေတာက layer 0ဆိုတဲ့ background layer original ပုံတစ်ခုပဲရှိပါတော့တယ်ဒုတိယ layer လေးကိုဖွင့်ကြည့်မယ် auto color ဒါဆိုရင်အခု active ဖြစ်နေတာက auto color ဆိုတဲ့ layer လေးပါပြီးရင်ဒီ layer လေးကိုဖွင့်ကြည့်မယ်ခု active ဖြစ်နေတာ auto contrast ဆိုတဲ့ color လေးပါနောက်ထပ်တစ်ခုဖွင့်ကြည့်ပါမယ်ခု edit ဖြစ်နေတာက auto tone ဆိုတဲ့နေရာလေးပါဒီတော့အခုဒီမှာ ပုံလေးပုံလေယာဘောက်စ်ထဲမှာရှိတယ်။တပုံကမူရင်ကျနဲ့သုံးပုံကသက်ဆိုင်တဲ့အဖက်တွေကိုထည့်ထည့်ထားတာပါနော်။ဒီတော့ကျမကဒီလေးပုံကို၃ပုံပြန်ပြီးတော့ဒီအခုအဖက်ထည့်ထားတဲ့၃ပုံကိုသိမ့်မယ်။သိမ့်ပြမယ်တပုံချင်း။ကဲအပေါ်ဆုံးလေယာက active ဖြစ်နေတဲ့ auto tone ဒါလေးကိုကျမကသိမ့်မယ်ဆိုရင် file နဲ့ကနေ CS CL ဆိုပြီးတော့ကျမက desktop ပေါ်မှာ folder လေးတစ်ခုစောက်လိုက်ပါမယ်။ဒီမှာ desktop ဆိုတာလေးကိုရှာမယ်နော်။ဒီနားလေးမှမရှိဘူးဆိုရင်ဒါလေးနဲ့ဆွဲချဆွဲတင်လေးလုပ်ကြည့်ပါနော်။ဒီပေါ်မှာလည်းရှိပါတယ်။ desktop ပေါ်လာပြီဆိုတာနဲ့ကျမတို့ desktop ပေါ်မှာနေရာလွတ်တဲ့နေရာလေးမှာ right click ပြီးရင် new new ပြီးရင် folder လေးကိုနှိပ်လိုက်မယ်။ဒီ folder လေးကို online class လို့နာမည်ပေးပြီးတော့ under နှစ်ချက်လောက်နှိပ်လိုက်ပါမယ်။ဒါဆိုရင်ပုံလေးသိမ်းဖို့အတွက် folder လေးကိုရောက်သွားပါပြီ။ပိတ်ထားလေးကသိမ်းမဲ့နေရပါတော့ desktop ပေါ်က online class ဆိုတဲ့ folder ထဲမှာသိမ်းပါပါ။ file name ကတော့ crop2 ဆိုတဲ့ name ဖြစ်နေတာကိုပြင်လိုက်မယ်။ကျမကဘာနဲ့သိမ်းလဲဆိုတော့ auto tone ကိုသိမ်းပါမယ်နော်။ဘာလို့လဲဆိုတော့ active ဖြစ်နေတာက auto tone ဖြစ်လို့ပါ ပြီးရင်ဒီနေရာမှာ save as type ကို jpeg နဲ့သိမ်းပါမယ်။ပြီးရင် save ကိုနှိပ်ပါမယ်။ဒီလိုလေးပေါ်လာပြီဆိုရင်ကျွန်မကတော့အမြင့်တစ်ခါတလေ30လောက်ရှိတတ်တယ်เนาะကျွန်မကတော့အမြင့်ဆုံးကိုပဲထားလိုက်မယ်။ပြီးရင် okay နှိမ့်လိုက်ပါမယ်။ဒါဆိုရင်ဒီပုံလေးတစ်ပုံတင်လို့ပြီးပါပြီ။ကဲဒုတိယပုံကိုတင်ကြည့်မယ်။ဒါလေးကိုမျက်စိပိတ်မယ်နော်။ဒါလေးကိုတင်မယ်။ Auto contract file ထဲကနေ save as ဆိုတာလေးကို click ပါမယ်ပြီးသွားရင်ခုနတော့က desktop ပေါ်ကကျွန်မခုနတော့က folder စောက်ထားတဲ့ online class ဆိုတဲ့ folder လေးကို double click နှိပ်မယ်သင်တန်းသားတွေကတော့ကိုယ်နာမည်နဲ့ကို folder စောက်ခြင်းလည်းရတယ်နော် photoshop lesson photoshop training ကိုကြိုက်တဲ့နာမည်ပေးလို့ရပါတယ်နော်ပြီးသွားရင်ကျွန်မကအခုနေရာရွေးပြီးပြီး နာမည်ပေးပါမယ်နာမည်ကို auto control ဆိုပြီးတော့နာမည်ပေးပါမယ်ပြီးရင် CS type ကို JPEG နဲ့သိမ်းပါမယ် JPEG ဆိုတာကဓာတ်ပုံရဲ့ fine type ပါเนาะပြီးရင် okay နှိမ့်လိုက်မယ်ဒါဆိုရင်ဒါလည်းပြီးသွားပြီဖြစ်တဲ့အတွက်မျိုးလုံးလေးပိတ်လိုက်မယ်ခုကြံသေးတာက auto color ပါ fine နဲ့အနေ CS အော်တိုကာလာလုံးနာမည်ပေးပါမယ်အော်တိုကာလာပေးပြီးပြီကိုသိမ့်မဲ့နေရာလေးကိုလည်းရွေးမယ်နော် desktop ပေါ်က online class ဆိုပြီးတော့နာမည်လည်းပေးပြီးပြီ CS type ကို JPG နဲ့ထားလိုက်ပါမယ်ပြီးရင် save ကိုနှိပ်လိုက်ပါမယ် okay နှိပ်လိုက်မယ်ပြီးသွားပြီခုဒီလေ့ကျင့်ခန်းက Photoshop ရဲ့အဓိကလေယာအကြောင်းကိုအဓိကသင်တာပါလေယာတွေဘလို့အလုံးလုံးလဲလေယာအစ်တွေဘလို့ခေါ်လဲဒါပေါ်ဆုံးကလေယာကအစ်စ်ဖြစ်တယ်ဆိုတာတွေသိတာထင်ရှားအောင်ဆိုပြီးတော့ဒီလေ့ကျင့်ခန်းကိုသင်တာပါနော်ကြားအလုံးပြီးပြီဆိုရင်ကျမကတော့ဒါလေးကိုပိတ်လိုက်မယ်သူကဒါကိုသိမ့်မလားဆိုပြီးမေးတယ် နုံးလို့နှိမ့်လိုက်ပါမယ်နော်ဘာလို့လဲဆိုတော့ကျွန်မကမသိဉင်လို့ပါဒါလေးကိုလည်းပိတ်လိုက်မယ်နိုးပါပြီးရင်လေ့ကျင့်ခန်းဆက်လုပ်အောင်ပါဆိုရင်မီနီမိုက်လေးခြားထားမယ်အခုဘာပြချင်တာလဲဆိုတော့ online class ဆိုတော့ပိုရာလေးကိုပြချင်တာပါခုနသိမ်းထားတဲ့ပုံလေးသုံးပုံပါ ဒီပုံလေးကိုကိုကတိတိကျကျမြင်ကျင်နေဆိုရင် view ထဲက extra large icon ကိုနှိပ်ပြီးတော့ကြည့်လို့ရပါတယ်ဒါဆိုရင်လေယာဉ်အကြောင်းလေးအနေအချင်းလောက်တော့တိလောက်ပါပြီเนาะ